안녕하세요,여러분.오늘은제로유니때문에한자가로오늘노술의스카우때문에막피파리.노술아가막오벼라래스루시인애태지라로오라로비시이바래스루시인하우나로그러면레이베니네떠오야바래.그러자마로노술아가늙음으로거래오라번호.그러자마로시인낡음으로거래하우나고.다자로어젠피 ုံးတဲ့အတိဘယ်ပေါ့တော်တော်များများတုံးတဲ့အတိဘယ်ကိုရှင်းပြထားတာပါသူလည်းပဲဒီတလုံးထင်းမှာအတိဘယ်ကတခြားအတိဘယ်ကိုဖော်ဆောင်တဲ့တခြားဟန်ကြာလေးတွေလည်းအများကြီးရှိပါလိမ့်ရဲ့နော်ဒီနေ့တချေတို့သွားမဲ့ဟန်ကြာကဒီအိုတာနဲ့ဟောင်းတာကိုဖော်ပြရတဲ့နှလုံးကိုတချေတို့တင်ပေးမှာဖြစ်ပါတယ်ပထမအဦးဆုံးတလုံးကတော့ no in ဒါယောဂီဆို in ဆိုတာကလူကိုပြောတာအဲဒါကြောင့်မလို့ no in ဆိုလို့ရှိရင်အတကြီးရဲ့လူဆိုတော့ လူအိုပြောတာပေါ့ညမနော်လူကြီးလို့တော့မခေါ်ဘူးเนาะနည်းနည်းအသက်အရွယ်ကြီးရဲ့လူတွေပေါ့အဲ့လိုအသက်80ကျော်တို့အဲ့လိုမျိုးပေါ့အသက်80ကျော်90ကျော်ဆိုတာအကုန်လုံးလူအင်းလို့ခေါ်ရတဲ့လူကြီးပေါ့เนาะတကြီးရွယ်အိုပေါ့ပြီးရင်နောက်တစ်ခုကကြတော့နိုယက်ကြသူကဘာကိုပြောရလဲဆိုရင်ယက်ဆိုတာကအာအာအင်ပျော့တယ်အာအင်မရှိဘူးအာအင်ကုန်ခန်းနေအဲ့လိုပေါ့အင်္ဂလိပ်လိုဆိုရင် weak ဖြစ်တာပေါ့အဲ့ကြတော့ o တယ် နည်းနည်းပြော့ညံ့နေထားဆိုတာလူကိုပြောတာအဲကျတော့ ఓ ပြီးတော့ပြော့ညံ့နေလူဆိုတော့ဘာလဲဆိုလို့ရှိရင်အသက်ကြီးရွယ်အိုနဲ့မတန်ဆွမ်းတဲ့လူတွေကိုဝန်ဆောင်နေကိုခြေတို့ကနိုရကြလို့ခေါ်လို့ရပါတယ်ဒီခြေတို့လူဖွဲ့စီကနေပြီးတော့သူတို့ကာကွယ်ပေးရမယ့်လူတွေပေါ့ ရမယ်နော်ကာကွယ်ပေးဖို့လိုတယ်လူတွေကိုချေတို့ကနိုရကြလို့ခေါ်ပါတယ်အဲဒါကြောင့်မလို့ချေတို့ရထားတွေပါတယ်မှာဆိုလို့ရှိရင်နိုရကြလို့ခေါ်တယ်လူကြီးတွေတို့ကိုဝန်ဆောင်တို့ရမယ်နော်ကလေးလေးတွေတို့အဲသူတို့အတွက်ကိုခုံလေးတွေကိုအဲ့လိုမျိုးဖဲ့ပေးရတာတို့ခုံတက်တက်ထားထားတာတို့အဲ့လိုရှိရပေါ့နော်အဲဒါကြောင့်နိုရကြဆိုတာကလူအိုရဲ့မတန်ဆွမ်းတဲ့လူတွေရဲ့ကလေးတွေရဲ့ကိုဝန်တွေကိုဝန်ဆောင်တွေကိုအကုန်လုံးပေါင်းပြီးရောလဲနိုရကြလို့ခေါ်လို့ရပါတယ်နော်ပြီးရင်နောက်တစ်ခုကကြတော့ရှင်းချုံတူ Oh, sorry. 심정도가 이제 미니야 이라이하 마피엠일 레바우노 죄송합니다. 이거는 지워주세요. 실수를 했습니다. 아마 알라이비 죄송합니다. 자, 이 나르구 짐에 누 총각 누총각수라 바오 벼아 레솔루시 노 와자로 ိုတာကိုပြောတာပေါ့နော်ချုံကဆိုတာဗာလဲဆိုလို့ရှိရင်လက်မထက်ရတည်းလူပေါ့အကြတော့နူချုံကကိုပြောလဲဆိုရင်ချေတို့ဒီလူပြူကြီးဆိုတဲ့အဓိပ္ပာယ်ပေါ့ရမယ်နော်အဲဒါကြောင့်မလို့နူချုံကလူပြူကြီးဒီမှာကကြတော့အိုတယ်ဆိုတဲ့အဓိပ္ပာယ်မဟုတ်ပင်မဲ့အာဘယ်လိုပြောမလဲအသက်အရွယ်ရောက်တာတောင်မှလက်မထက်ရတည်းလူဆိုတဲ့အဓိပ္ပာယ်ပေါ့ပြောမယ်ဆိုရင်ဟောင်းနေဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဟိုဒါကတော့တစ်ချက်အတွေ့ပါသူတို့ကတော့အဲ့လိုသတ်မှတ်ထားတော့မရှိပင်မဲ့မလို့ကောင်းအောင်ပေါ့အာပြောချင်တာကလက်ထက်ရမယ့်အရွယ်ဆိုလို့ရှိရင်ဒါကလက်ထက်ပါလေနော်အဲ့ဒါလက်မထက် က်ပါဘူးဆိုရင်လူကဟောင်းသွားပြီပေါ့အဲ့လိုအဲ့လိုဒိဗယ်ပေါ့နော်အဲ့ဒါကြောင့်မလို့နူချုံကဆိုလို့ရှိရင်ဒါလူပြိုကြီးပေါ့နူချောညောဆိုလို့ရှိရင်ချောညောဆိုတာကဒီလိုမျိုးအမျိုးသမီးကိုပြောတာပါအဲ့လိုလက်မထက်ရသေးတယ်ဒီအမျိုးသမီးအပြိုကြီးကိုပြောတာပေါ့နော်အဲ့ဒါကြောင့်မလို့နူချောညောဆိုတာကအပြိုကြီးကိုပြောတာပေါ့အဲ့ဒါကြောင့်မလို့ဒီမှာကျတော့အိုလာထက်ဆိုင်လို့ရှိရင်ခုနလိုပြောတဲ့ဟောင်းနေဆိုတဲ့ဒိဗယ်ပေါ့နော်ဒါကတော့ဟိုချက်အတွေးပါအတွေးဆိုတာတကယ်နဲ့မလူကောင်းအောင် ပြောတာပေါ့နော်တကယ်လို့ဒီမေလဲဟုတ်ရှင်မဟုတ်မှာပါဒါပေမဲ့ဒီမှာပါတဲ့ no ဆိုတာကအခုဒီဟန်ကြစကလုံး o တယ်ဆိုတဲ့ no ကိုရေးထားတာတော့ဟုတ်ပါတယ်နော်ပြီးရင်နောက်တစ်ခုကကြတော့ no ဖူ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 ကိုတော့အလုံးသိမယ်ထင်တယ်ဖူဖူဆိုတာဘာကိုပြောရလဲ share ဒီဇနီးမောင်နှံကိုပြောတာပေါ့အဲကြတော့ no ဖူဖူဆိုရင်ဘာဖြစ်မှာလဲ အိုနေတဲ့ဇနီးမောင်နှံဆိုတော့အသက်ကြီးတဲ့ဇနီးမောင်နှံတစ်ခါလေလမ်းမှာဖြတ်သွားတယ်ဆိုလို့ရှိရင်ဩအသက်စပင်ဖြူနေရတော့မှအဲ့လိုလက်လေးတွေပါလေတွဲပြီးတော့ဖြတ်သွားတယ်အဲ့လိုမျိုးဒီဇနီးမောင်နှံလေးတွေနိုးပူပူလို့မြင်ဘူးကြမယ်ထင်တယ်ဒါကိုနိုးပူပူလို့ခေါ်တဲ့အခြေတော့ရပါတော့ကျတော့အသက်ကြီးအသက်ကြီးနေတဲ့ဇနီးမောင်နှံပေါ့ ကျွန်တော်အတူတူအသက်ကြီးွားတာပေါ့ဟုတ်တယ်မလားအဲလိုလေးပဲပေါ့ကျွန်တော်နိုးပူပူဆိုတာကဇနီးမောင်နှံကနည်းနည်းအသက်ကြီးတဲ့အပိုင်းပေါ့ဥမာတက်80ကျော်80တဲ့ဒါဒီအကုန်လုံးနိုးပူပူလို့ခေါ်လို့ရပါတယ်ပြီးရင်နောက်တစ်ခုကယန်လို့ပေါ့တချက်ဒီနေ့နိုးတင်နေရမဟုတ်ဘူးလားဘာဖြစ်လို့ဒီမှာကျတော့ရိုကြီးဖြစ်နေတာလဲလို့မေးနိုင်တဲ့လူလည်းရှိသလိုဒါကိုမသိရကလေးလည်းရှိနိုင်ပါတယ်သူကဘယ်လိုလဲဆိုလို့ရှိရင် no ဆိုတဲ့စကားလုံးကဒီလိုစလုံးနေရရှိမှရှိရတော့ no ဖြစ်ပါတယ်။ဒါပေမဲ့အခုလိုမျိုးဂျာထဲမှာဝင်နေဆိုရင် तू ကနားကလားအနေနဲ့သုံးပါတယ်။အဲဒါကြောင့်မလို့ row ဖြစ်သွားတာပါ။အဲဒါကြောင့်မလို့သူ့ရဲ့အတိတ်ပဲကတော့ဒီ ိုတယ်ဆိုတဲ့အိမ်ပဲအတိုင်းပါပဲဒါပေမဲ့အတန်ထွက်ကဘယ်လိုထွက်ရမှာလဲဆိုလို့ရှိရင်ရောင်နှုတ်ဝင်လို့ထွက်ရမှာပါရမယ်နော်အဲဒါကြောင့်ဒီ no တဲ့အိမ်ပဲအတန်ထွက်အတိုင်းပဲထွက်ရမှာပေါ့နော်အဲကြတော့ဒီရေးတာတော့လို့လို့ရေးပေးရမှာပါရောင်လို့ဝင်လို့မထွက်ပါဘူးဖက်လို့ခတ်ပါတယ်အဲဒါကြောင့်မလို့ရောင်နှုတ်ဝင်လို့ဖက်ပေးရမယ်ရမယ်နော်တူရပါလဲဆိုလို့ရှိရင်ရောင်ဆိုတာမွေးမြူတာတို့ပြူးစုဆောင်လျှောက်တာတို့လို့ဆိုတာကအခုဒီမှာရှိရ no ဆိုတဲ့အသက်ကြီးတယ်ဆိုတဲ့အိမ်ပဲ want ဆိုတာတင်းပြီးမှကြီးပြောရလဲ want ဆိုတာက ဆယ်ရိုအဲတော့ကဖြောင်းဝွန်ဝွန်ဝွန်ချောင်းဝွန်ဟုတ်တယ်မလား one video လေးကိုမတည်ဘူးဆိုလို့ရှိရင်ဟောပြင်ကြည့်ပြီးပါเนาะဒီချိန်ဒီမှာ link လေးကိုအပေါ်မှာရေးပေးထားပါမယ်အကြတော့ရောင်တို့ဝွန်ဝွန်ဆိုတာကလူချန်ဆိုတဲ့အဓိပ္ပာယ်လူတွေစုဝေးနေတဲ့နေရာဒီမှာကျတော့လူအိုယုံဆိုတဲ့အဓိပ္ပာယ်ကိုပြောတာဒါမှမဟုတ်အဲတော့ကကျွန်တော်တို့ယုံတို့ဝွန်တို့ချန်တို့ကြောင်းတို့တင်းတန်းတို့အဲ့ဒါတွေအကုန်လုံးတုံးလို့ရတယ်လို့ ပြောထားရယ်เนาะမတည်သေးရဲ့လူအားဒါစာမလုပ်သေးလို့ပါအဲကျတော့ဗီဒီယိုလေးကိုအပေါ်မှာချက် link ထည့်ပေးထားရယ်ဆိုတော့အဲ့ဗီဒီယိုကိုဝင်ပြီးရောပြန်ပြီးရောလေ့လာကြည့်ပေါ့เนาะမလေ့လာရသေးရဲ့လူတွေကအဲဒါကြောင့်မလို့ရောင်းလို့ဝင်ဆိုတာလူအိုယုံကိုပြောတာဖြစ်ပါတယ် ကြာဒါဆိုလို့ရှိရင်ဒီနေ့ချေတို့အိုရာနဲ့ပတ်သက်ပြီးရောဟောင်းနာနဲ့ပတ်သက်ပြီးရောဒီလိုမျိုးဟန်ကြလေးတွေချေတို့တင်ပြီးသွားပါပြီအဲကြောင့်မလို့အလုံးမီးနင်းတွေကိုပုံမှန်လေးတော့ లై ကျက်နေရလို့ထင်ပါတယ်တချို့ကလည်း comment လေးတွေလာမှန်းထားတာရှိပါတယ်မသိတာလေးတွေကိုအဲကြောင့်တော့မသိဘူးဆိုလို့ရှိရင်လည်းလာပြီးရောမေးကြပါပြီးပြီဆိုလို့ရှိရင်ချေရဲ့ဒီ Facebook page လေးရော ကျဲဒီ YouTube channel လေးကိုလည်းပဲ subscribe လုပ်ထားပြီးရော follow လေးလုပ်ထားပြီးရောဒီ video လေးကိုလည်းသူများတွေများများလေးမြင်အောင်ပေါ့နော်သူများတွေအတွက်လည်းထောက်ကူပြများများလေး share ပေးကြပါလို့ပြောရင်းနဲ့ဒီနေ့ video လေးကိုဒီမှာပဲအဆုံးသတ်လိုက်မယ်အဲဒါဆိုလို့ရှိရင် share room နဲ့ပြင်ကြလို့ရှိရင်တခြား hand gesture ကလုံးနဲ့ထပ်ပြီးရောဟောလေ့လာကြမယ်ရပါမယ်နော်ဒါအဲဒါဆိုလို့ရှိရင်ရောတော့ဘူးအညော